ျမတို့ကကိုပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့သူဟုတ်သလားပေါ့နော်တချို့ကရှိရယ်ကိုကဒီဘိုင်းမှာသူများတော့ဘလို့နေပါဘလို့ထိုင်ပါဘလို့လုပ်ပါဆိုပြီးတော့မှကျမတို့ကစီကန်းနေတွားပြီးချမှတ်ပြီးတော့မှကိုကိုယ်တိုင်ကအဲ့ဒီအတိုင်းနေမနေတဲ့အခါမှာကျမတို့လေးစားမှုမရနိုင်ဘူးပေါ့ မင်္ဂလာပါကျွန်မ Inner Harmony ပိုင်ပိုးကြီးက Life Coach Energy Healer ပိုးကြီးပဲဖြစ်ပါတယ်ကျွန်တော်တို့ပတ်စဉ်စနေနေ့တိုင်းပြုလုပ်ပေးနေတဲ့ Let Me Tell You ဆိုတဲ့အစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်လေးကကျွန်မမျှဝေခြင်းတဲ့အကြောင်းအရာတွေအဲကျွန်မရဲ့ experience တွေကိုမျှဝေပေးနေတဲ့အစီအစဉ်လေးတစ်ခုဖြစ်ပါတယ်ကျွန်မဒီနေ့မှာပေါ့နော်ကျွန်မအမြဲတမ်းဒီ one on one ပြုလုပ်ပေးနေတဲ့ counseling တွေ mentoring တွေလုပ်ပေးနေတဲ့အခါမှာကျွန်မကြုံရတဲ့ experience တွေကမိခွန်းလေးတွေနဲ့ပတ်သက်ပြီးတော့မှမျှဝေပေးခြင်းတာဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်မကိုတော်တော်များများ ပေါ့နော်မေးပြီးတော့မှကျွန်မအမြဲတမ်းအဖြေပေးရတဲ့အရာတစ်ခုရှိတယ်သူတို့ကိုပေါ့နော်သူတို့ရဲ့ဒီပတ်ဝန်းကျင်မှာသူတို့ရဲ့ relationship ကဏ္ဍတွေမှာအမြဲတမ်း respect ပေးမခံရတဲ့အခါအဲဒီလိုမျိုးပြဿနာတွေကိုကျွန်မအမြဲတမ်းဖြေရှင်းပေးကြရမျိုးရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့ကျွန်မလည်းပြောချင်နေတဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်အဲ့ဒါကိုဒီနေ့ let me tell you အစီအစဉ်လေးမှာပြောင်းဝေးပြသွားမှာဖြစ်ပါတယ်ကျမတို့ respect လို့ခေါ်ရဲလေးစားမှုပေါ့နော်အဲ့ဒီလေးစားမှုကကိုယ့်ကိုလူတစ်ယောက်ကမလေးမစားဆက်ဆံနေလို့ကိုခံစားနေရတဲ့အခါမှာ ော်တော်များများကတစ်ဖက်လူကငါတို့လေးစားမှုမရှိဘူးတစ်ဖက်လူကဘလို့ဆိုတဲ့အရာမျိုးနဲ့ကြည်တတ်ကြတာများတယ်ပေါ့နော်တကယ်တကယ်ကကိုယ့်ကို လူတယောက်လေးစားလာဖို့အတွက်ကိုကအဲ့လူရှိမှာဘာဒီ express လုပ်ပြနေတယ်လေဆိုတော့ကျွန်တော်ပြန်သုံးသပ်ဖို့လိုပါတယ်ဆိုတော့ကလူတယောက်ကိုလေးစားဖို့အတွက်ကျွန်တော်ကကိုယ့်ကိုလေးစားပါလို့ပြောနေတာချက်ကိုကလေးစားเสียလူတယောက်ဖြစ်အောင်အရင်နေပြဖို့ကအရေးကြီးပါတယ်အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့မှာ integrity ဆိုတဲ့အရာလေးကိုညွှန်ဝေပေးခြင်းပါတယ် ကျွန်တော်တို့ကကိုပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့သူဟုတ်သလားပေါ့နော်တချို့ကရှိရယ်ကိုကဒီဘိုင်းမှာသူများတို့ဘယ်လိုနေပါဘယ်လိုထိုင်ပါဘယ်လိုလုပ်ပါဆိုပြီးတော့မှကျွန်တော်တို့စီကန်းနေသွားပြီးချမှတ်ပြီးတော့မှ ကိုကိုရိုင်းကအဲ့ဒီအတိုင်းနေမနေတဲ့အခါမှာကျွန်တော်တို့လေးစားမှုမရနိုင်ဘူးပေါ့အဲ့ဒါဥပမာလေးနဲ့ပြောပြရမယ်ဆိုရင်ကျမတို့မိဘနဲ့သားသမီးတွေရဲ့ကြားထဲမှာရှိနေရဲ့ relationship တွေမှာပေါ့နော် သားသမီးကိုတော့ဖုန်းတွေကိုအချိန်တည်းအခါနဲ့သုံးရမယ်စကရင်တိုင်းတွေဘယ်လိုရှိရတယ်ကျမတို့အဲ့လိုအမြဲတမ်းပြောပြီးတော့ကိုကိုတိုင်းက အာတစ်ချိန်လုံး screen တိုင်းကြီးများနေရ၊ game တွေကြည့်နေရ၊ live stream တွေကြည့်နေရအစသဖြင့်ဖုန်းကိုတောက်လျှောက်သုံးနေမယ်ဆိုရင်သားသမီးစီကနေပြီးတော့ဒီ screen တိုင်းနဲ့ပတ်သက်ပြီးတော့ချမှတ်တဲ့စီကံကျွန်တော်တို့အောင်နိုင်မယ်လို့ထင်လား။ကျင်းတည်ကိုရောင်ဖုန်းသုံးနေသေးတာပဲဆိုရင်နေရနဲ့သားသမီးက complaint ပြန်လာမှာပဲ။ဒါကမိဘနဲ့သားသမီးနဲ့ကြားထဲမှာရှိနေရဆက်သွယ်ချက်ပေါ့နော်။အဲ့လိုပဲကျွန်တော်တို့တခြားခြားသော good community မှာအလုပ်လုပ်နေတဲ့အခါမှာကိုကတော့ဒီလိုစိတ်သက်ကိုမကြိုက်ပါဘူး။ဒါလေးကိုတော့ဒီလိုလုပ်ပါလို့ပြောနေပေမဲ့ တကယ်ကကိုကိုရိုင်းအဲ့ဒီအရာတွေကိုလုပ်နေရသူဖြစ်နေရဆိုရင်လေဒီလူတွေစီကနေ respect ကိုရနိုင်မှာမဟုတ်ဘူး။ဒါကြောင့်ကျမတို့ကလူတယောက်ကို လေးစားဖို့ဆိုတာကိုအဲ့ဒီလူတယောက်ကိုဘာတွေ express လုပ်ပြနေလဲကိုဘာတွေပေါ်ပြနေလဲအဲ့ဒီအတိုင်းအဲ့လူကကိုပြန်ဆက်ဆံမှာဖြစ်တယ်။ဒါကြောင့်အာဒီနေ့မှာကျမပြောပြချင်တာကတော့လေးစားမှုဆိုတဲ့အရာကိုလူတိုင်းကအာတောင်းတဲ့တယောက်ကြားမှာပြန်လည်လေးစားမှုလို့ရှိရမှာပေါ့အကြီးငယ်ကြားမှာလေးစားမှုရှိရမှာပေါ့ဆိုတဲ့အရာတွေဒီ ကိုဘလိုနေထိုင်တယ်လဲဆိုတဲ့အရာကိုပြန်ပြီးသုံးသပ်စီစဉ်တာဖြစ်ပါတယ်။ကိုကကိုလိုချင်တဲ့အရာကိုကိုတကယ်ပဲသူများကိုပေးရလား။ကိုပြောနေတဲ့အတိုင်းဘဝမှာတကယ်ရောကြင်ကြံနေထိုင်နေရလား။ကိုဘလိုလူမျိုးဖြစ်နေတယ်လဲဆိုတာကို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 ပြန်ပြီးကြည်နိုင်နေ။ကိုကိုကိုပြန်ပြီးတော့တဲတဲကွက်ကွက်သိလာတယ်ဆိုတဲ့အချိန်မှာ respect ဆိုတဲ့အရာကျွန်တော်တောင်းစီရမျိုးပဲ ਨੇ သူ့လိုလိုရောက်လာမှာဖြစ်ပါတယ်။ကိုကိုကိုပြန်ကြည့်တိုင်းကိုကိုကိုလေးစားတဲ့သူဖြစ်ရလား။ကိုကိုကိုလေးစားနိုင်တဲ့သူမှသာလေခြားသူတွေစီကလေးစားမှုလေရမှာဖြစ်ပါတယ်။ ဒီနေ့ဒီစီစဉ်လေးရနေပြီးတော့မှအဲကြည့်ရှုရတဲ့အရောက်စီတိုင်းမှာကိုကိုကိုပြန်ပြီးတော့သုံးသပ်မှုတစ်ခုခုရလိမ့်မယ်လို့ကျွန်မယုံကြည်ပါတယ်။ကိုယ့်ရဲ့ experience တွေရှိမယ်ဆိုလို့ရှိရင်လည်းဒီ comment လေးမှာမျှဝေပေးခဲ့လို့ရပါတယ်။ကျွန်တော်ဒီ let me tell you စီစဉ်လေးဟာပတ်စဉ်စနေနေ့တိုင်းပြုလုပ်ပေးနေတာဖြစ်တဲ့အတွက်ဒီစီစဉ်လေးတွေကိုစိတ်ဝင်စားစောင့်ကြည့်ကြတယ်ဆိုရင်ကျွန်မရဲ့ YouTube channel လေးကို like and subscribe လုပ်ထားဖို့အတွက် request လုပ်ပါတယ်။အဆုံးထိနားထောင်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်။